ားလုံးပဲမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့အားလုံးမင်္ဂလာပါ Real Madrid နဲ့ Barcelona ကအပြိုင်ဒဏ်ရာရနေတဲ့ဒီ International ဒါဒါ break ပါပဲဒါ Barcelona အသင်းတော်နောက်ထပ်သတင်းဆိုပေါ်လေး Lewandowski injury ပြဿနာအချို့ရှိသွားခဲ့တယ်ဆိုတဲ့အကြောင်းပဲဆိုပြီးခဲ့တဲ့ injury ပြဿနာတွေကနေတောက်လျှောက်ဖြစ်လာတဲ့ Barcelona အသင်းမှာအခု Rafinha ရဲ့ရမားရဲ့တစ်ဖက်က Firmino Lopez ရဲ့ကတော့ပြန်လာနိုင်ပဲ အခြေအနေမျိုးရှိတယ်ဒါပေမဲ့တချို့ report တွေမှာ Rafinha Girona နဲ့ပွဲမှာမပါနိုင်ဘူးဆိုပေမဲ့ El Clasico ပွဲတော့ပါနိုင်တယ်လို့ဆိုပေမဲ့ဒါပိုလန်ကဟိုတတိယအနိုင်ရသွားတဲ့ပွဲမှာ Lewandowski ထံရပြဿနာအချို့ထပ်ပြီးရတယ်ဆိုတော့လက်ရှိ Barcelona အသင်းမှာ Dani Olmo တေချာပေါက်လွဲမယ်နှစ်ပတ်နဲ့သုံးပတ်ကြာအဲ့ Dani Olmo ကလည်းကျွန်တော်ကြည့်နေကြပြီဘာလဲဆိုတော့ဒီကစားမကတခက် injury prone ပဲသူ Barcelona ကိုဆက်ရောက်လာတဲ့အချိန်ကနေ Barcelona ရဲ့သုံးပုံနှစ်ပုံလောက်သုံးပုံတစ်ပုံတက်ငါးပုံသုံးပုံလောက် မှာငါဘုံသုံးဘုံကသူကစားရတယ်နှစ်ပုံလောက်ကအမြင်နဲ့ injury ဖြစ်နေတယ်။ तू က injury တော်တော်ခက်ဆိတ်ဆိတ်ရတယ်ကစားမဖြစ်ဒါပေမဲ့နားလိုက်ရင်တော့အကြာကြီးလို့မဟုတ်ဘူး၃ဘတ်၄ဘတ်ပြီးပြန်ကောင်းလာလိုက်၃ဘတ်၄ဘတ် तू ကအဲ့လိုမျိုးပြဒါဒန်နီအိုမိုဟာတော်တော်လေးကြံ့ခိုင်မှုအားနည်းတဲ့ကစားမဖြစ်တယ်။အခုတောင်မှ Spain ကိုသွားပြီးတဲ့အချိန်မှာ injury ဖြစ်တယ်သူကံတော့မကံသေးတယ်မှာ injury ပြဿနာကြောင့် Spain camp ကနေ Barcelona ကိုပြန်လွှတ်လိုက်တယ်ဆိုတော့ကျွန်တော်တို့ Danny Omo ကအနည်းဆုံး2ပတ်ကနေ3ပတ်နားမယ် Spain ကအဲ့ camp ကနေပြန်လွှတ်တာက စားမနှစ်ယောက်ရှိတယ်ဒင်းခေါ်ဆန်ရမတွေ့ရဲ့စားမလေးသူကလည်းနှစ်ပတ်ကျော်နားတယ်ဆိုတော့ international နှစ်ပတ်ပြီးတဲ့အချိန်မှာသူဒီတစ်ပတ်ကံမဲ့လာလီကာပွဲကိုသူလွှဲမယ်ဆိုတော့သူတိုတယ်အားဖြင့်သုံးပတ်ဒီပါလွှဲတဲ့အချိန်မှာအခုဒါဒန်နီအော်မိုကနောက်ထပ်နှစ်ပတ်လွှဲမယ်ဆိုတော့နှစ်ပတ်နဲ့သုံးပတ်ကြာဆိုတော့ဒန်နီအော်မိုဘာဆိုနာရဲ့အဓိကပွဲစဉ်အချို့ကိုလွှဲမယ်အဲ့ဒါကိုမှလီဝန်ဒေါစကီတန်ရပြဿနာအချို့ရခဲ့တယ်ဆိုတဲ့ report ကြောင့်လီဝန်ဒေါစကီလည်းဘလို့အခြေအနေရှိလဲဒါကလပ်ဘက်ကဆက်ပြီးတော့စောင့်ကြည့်ရမယ့်အချိန်မှာ ဂါဗီကအစောပိုင်းတည်းကစပိန်နဲ့စပြီးတော့သူ ACA ရတယ်6လ17လနားတယ်အဲ့ကနေမှဆင်လုံးဝ recover မဖြစ်ဘူးအဲ့အဲ့တခါအခုဒီထပ်ပြီးတော့ဒူးနေရကိုပြန်ပြီးခွဲစစ်လိုက်တော့ကြောင့်ဂါဗီက9လပတ်ဝန်းကျင်လောက်နားတယ်အဲ့နေရာမှာ Juan Garcia ကတော့နောက်ဆုံးကစားခဲ့တဲ့ La Liga ပွဲစဉ်မှာသူတန်ရရသွားတယ် Villarreal နဲ့ဒီ Sevilla နဲ့ပွဲမှာ Sevilla မို့အဲ့ရှေ့ပွဲမှာတန်ရရသွားတယ်အဲ့အတွက်ကြောင့် Juan Garcia ကအနည်းဆုံး3ပတ်နဲ့4ပတ်ချာပြီးသူက El Clasico ကိုပွဲကိုလွှဲပြီးအဲ့ဒါကူမှာ Ferran Torres ကလည်းအဲ့လို similar ဒဏ်ရာပြဿနာဖြစ်တယ် sorry Ferran ဒါဒီဘယ်လိုပြောမလဲ Ferran Torres ဒါပေမဲ့ Ferran Torres ကဒီ international break မှာနားတာဖြစ်တယ် so Ferran Torres ကဒဏ်ရာပြဿနာအချို့ရှိတယ်ဒါပေမဲ့ကျွန်တော်ထင်တော့အကြီးကြီးမားနားရတာမရှိပါဘူး Spain ရဲ့ဒုတိယပွဲလောက်ပဲလွဲပြီးတော့နောက်ဆုံးပွဲပြန်ဒီ international break ပြီး La Liga မှာပြန်ပါနိုင်တယ်ဒါပေမဲ့ Ferran လည်းအခုလက်ရှိမှာ club ကိုပြန်သွားပြီ Dani Olmo လိုပဲပြန်သွားပြီးတော့မှဒါအခုလက်ရှိမှာ Ma Antwi Testigan သူကတော့ဒုတိယရထားတာ ူတဲ့ခွဲစိတ်ထားတဲ့ကြောင့် तू ကတော့လုံးဝနားပြီးတော့ဇန်နဝါရီလောက်ထိနားရမယ့်အချိန်မှာဘာဆိုတာမှယမားရဲ့ဖမင်းရဲ့နှစ်ယောက်လောက်ပဲပြန်လာမယ်ဆိုတော့လင်မဒေါစကီတန်ရရတဲ့ရာဖင်ညာတန်ရရတဲ့ရာဖင်ညာတော့ A classic ကိုပါဖို့များတယ်လင်မဒေါစီလည်း A classic ကိုပါအောင်များတယ်ဂါဘီကာလာရှိနားတယ်ယူဝန်ကာစီယာ A classic ကိုလွဲမယ် foreign foreign tourist ကတော့ပြန်ပါနိုင်တယ်ဒန်နီအွန်ဘိုတေချာပေါ့ A classic ကိုအထိလွဲမယ်မာအန်ထရီတက်ဆီကနားမယ်သူမှဒန်ယာတွေကလင်မဒေါစကီရဲ့ရာဖင်ညာရဲ့ဂါဘီရဲ့ယူဝန်ကာစီယာရဲ့ ဖရန်ရဲ့ဒန်နီအိုမိုရဲ့ trusty guy ကို9ယောက်ရှိတယ်ဆိုတော့အခု on the line မှာဖြစ်နေတာကယမားနဲ့တစ်ဖက်က Fermin Lopez ဆိုတော့ဒီနေ့ရာဒီမှာ Hansi Flick အသင်းတို့ကအဲ့တစ်ချက်ကတော်တော်လေးအာရုံနှောက်စရာဖြစ်တယ်အနွိုင်းပေါ့ဗျာအသင်းကကလပ်မှာအခုအရေးပါတဲ့အချင်းဒီရာဒီမှာသူတို့ La Liga မှာနှစ်ပွဲအမှတ်ရောက်ထားတယ်ဆဗီယာကိုသူတို့ကိုပြေရှုံးထားတယ် Rayo Vallecano ကိုသူတို့တည်ကြထားတယ် Real Madrid ကတော့တပွဲပဲရှုံးထားတယ်ဆိုတော့သူတို့နှစ်သင်းကတပတ်ကျော်ကြာရင် El Clasico တွေ့မှာဖြစ်တဲ့အချိန်မှာ Hansi Flick အတွက်တကယ်ကိုအရေးပါတဲ့အချိန်ဖြစ်လာပြီ Hansi Flick အတွက်အခုကံကောင်းကျင်တာက Rushford ခြေစွမ်းပြန်ပြနေတဲ့အချိန်မှာတိုက်စစ်ကအခု Fran နဲ့ Lewandowski နှစ်ယောက်ထဲကတယောက် injury ဖြစ်နေတော့မှရမားပြန်လာပြီဆိုရင်ဘာဖြစ်ဖြစ်အရင်မစိုးတော့ဘူးပြောလေဒါသူတို့ပြဿနာဒါပေမဲ့ Barcelona ဟာအခုဒီ international break မှာနောက်ထပ်ထန်ရပြဿနာတွေနဲ့ခေါင်းစားစရာအခြေအနေဖြစ်ပြီးတော့ရမားနဲ့တစ်ဖက်က Firmino ကတော့ပြန်ကစားနိုင်ဖို့အခြေအနေကောင်းနေပြီဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်